အတန်းအန်နဲ့ချိန်ချမှုကိုကံခဲ့ရတဲ့ဖြစ်ပျော်တွေအားလုံးပဲမင်္ဂလာပါ Mselidos News Channel ကနေကြိုဆိုပါရစေ။ဖြစ်ပျော်တွေကမြန်မာ social media လောကမှာကြော်ကြားတဲ့ Selidos ဖြစ်ပြီးသူမရဲ့လူမှုရေးလုပ်ငန်းတွေနဲ့ဝေဖန်မှုတွေကြောင့်မကြာခဏနိုင်ငံတော်ဆက်ကစုမှွေနေခဲ့သူပဲဖြစ်ပါရစေ။ဖြစ်ပျော်တွေကသူမရဲ့ပြောပြခီးစင်တွေမှာကြေးရတွေကိုတွားရောက်ကဆင်းရဲသားတွေကိုအစားအစာအယုံနဲ့အလုတန်းနေပေးလေရှိပါရစေ။သူမဤလောက်ရက်တွေကိုလူလူကကြီးကျူးကုန်ပြုခဲ့ကြပြီးရွာသားတွေနဲ့ယဉ်ဒီစွာဆက်ဆံတတ်သည်ဟုသိရပါရစေ။ ။ထို့သောအချို့ကတော့သူမရဲ့လူမှုရေးလုပ်ရက်တွေကိုအများတချို့အများပြိသက်ကဆွဲဆောင်ရဲလုံဟန်ရှိရလို့ဝေဖန်ခဲ့ကြတယ်။သူမရဲ့လူမှုကွန်ရက်လှုပ်ရှားမှုနဲ့ကြေညာရေးကြောင့် online ပေါ်မှာလူသိများလာခဲ့ပါတယ်။ထို့သဖြင့် Facebook နဲ့ YouTube တို့မှာသူမရဲ့အကြောင်းအရာတွေကိုများစွာဝေမျှကြတယ်။ဒီဇင်ဘာ2024မှာပြပြတွေကဟောင်စုစေပြုတ်စီကြောင်ညာတစ်ခုကိုတင်ခဲ့ရမှာရှင်မာတောင်ဆန်းစုကြည်အားအမိရင်ကိုပေါ်ညွန်းတဲ့အသုံးအနှုန်းနဲ့ဥပမာမဲတော့ဟောင်စုနဲ့ဝေစားစင်မှုပုံစံတွေပေါင်းရင်းတဲ့ပြင်ပြည်သူတွေကပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာသူမကအီဂျော်ညာကိုဖျက်ပြစ်ကတောင်းပန်ခဲ့တော့လဲဝေဖန်မှုတွေဆက်လက်ရှိနေခဲ့ပါတယ်။အဆိုပါကြညာပြီးမှပြပြတွေဟာ PDF ဖွင့်နေတဲ့ UG လောက်ရှာသူတွေကချင်းချမှုတွေပြုလုပ်ခဲ့ပါတယ်။ NUG မြို့သားညီလေးဆရာရဲ့လွတ်ခွင့်ဌာနကသူမရဲ့လုံခြုံရေးအတွက်စွန့်ရင်ကြောင်းထုတ်ပြန်ခဲ့တယ်။တချို့သောတော်လိုင်းဖွဲ့တွေကသူမရဲ့နေကားနဲ့မိသားစုဝင်တွေကိုချင်းချောက်တဲ့အစာရေးပေးဖို့ခဲ့လို့သိရပါတယ်။2025ခုနှစ်မေလတည်းပြပြထွေးရခြင်းနေမှာစွန့်ရင်ကြရှိလို့တဲ့တဲ့နေထွက်ပေါ်ခဲ့ပါတယ်။ သူမရေလုံချုံရင်းနဲ့နိုင်ငံရေးအဖြစ်အားတွေကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်ဖြစ်ဖြစ်တွင်ကဆက်လီဘွားကိုလူမှုရေလုံရှာမှုနဲ့စတင်ခဲ့တော့လဲနောက်ပိုင်းမှာကြီးညာတဲ့နိုင်ငံရေးရပိပခအကြောင်းဝေဖန်ခံခဲ့ရပါတယ်လက်ရှိချိန်မှာသူမရေဘွားကချင်းချောင်းမှုနဲ့စိန်ခေါ်မှုတွေဈာမရှိနေလို့ဆိုနိုင်ပါတယ်အစုံနည်းချက်ချွတ်နာဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်